တရင်မေတ္တများအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရကန်အပ်ပါရခင်ဗျာအခုတခါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မလေးရှားမှာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားတဲ့ဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိသွားပြီးတော့ အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမိုးပွင့်တယ်လို့သတင်းထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မလေးရှားမှာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားတဲ့ဒေါ်သူစာမောင်ကိုမြန်မာစစ်တပ်ကမိသားစုလိုက်ဖမ်းဆီးရရှိပြီးတော့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေနဲ့အမိုးပွင့်ထားတယ်လို့ယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမှာနေထိုင်တဲ့ဒေါ်သူစာမောင်ဟာ2023ခုနှစ်ဇူလိုင်လကတည်းကပျောက်ဆုံးသွားခဲ့ပြီးတော့စစ်တပ်ကဖမ်းဆီးသွားခဲ့တယ်ဆိုတဲ့သတင်းများထွက်ပေါ်ခဲ့ကြောင်းအရင်နောက်နှစ်နေကျော်ကြာမှာစစ်တပ်ကဒေါ်သူစာမောင်ကို ပြည်တွင်းသို့တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိတယ်လို့သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။အချမ်းဘတ်စတက်ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာရောက်ရှိနေထိုင်တဲ့ဒေါ်သူဆောင်မောင်ဟာမလေးရှားနိုင်ငံမှာမြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီကိုဖွဲ့စည်းပြီးတော့၎င်းကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခါအဲဒီဖွဲ့စည်းများမှရရှိတဲ့ငွေကြေးချုံးမြန်များနဲ့အန်ယူဂျီကိုငွေကြေးထောက်ပံ့ခြင်းအန်ယူဂျီဖွဲ့တွေအတွက်ရမုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့တာကြောင့် မြေသားမျိုးနဲ့မြေသားမျိုးမရဲစခန်းမှာအကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ52ကာကြီးနဲ့အမှုပွင့်ပြီးမြေသားမျိုးနဲ့တရားရုံးတို့အရေးဥပဒေပုံမှ52ကာကြီးမြင်ဆောင်ရာဇဝဲချင်းတုံဥပဒေပုံမှ932နဲ့တရားစွဲဆိုခဲ့ရမှာမျိုးနဲ့တရားရုံးကရာဇဝဲထွတ်ထွေမှုအမှတ်9မြင်ဆောင်2023နဲ့လက်ခံစစ်ဆေးပြီး2023ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာဖန်ဝေရန်ထုတ်ဆင်းခဲ့ကြောင်းအရေးနာဟုဒူးစာမောင်း၎င်းရဲ့ခင်မွန်ဇော်တန်းတင်ဝင်းနဲ့ ဒါသမီး၃ဦးတို့ဟာမြန်မာနိုင်ငံတွင်တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။၂၀23ခုနှစ်ဇူလိုင်လအတွင်းထုတ်ပြန်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့မြန်မာဒုက္ခသည်အရေးတက်ကြွလှုပ်ရှားသူဒေါ်သူဆောင်မောင်နဲ့၎င်းရဲ့မိသားစုဟာပြန်ပေးဆွဲခံခဲ့ရကြောင်း CCTV မှတ်တမ်းတွေအားအမျိုးသားတစုကဖမ်းဆီးသွားခဲ့ကြောင်း2015ခုနှစ်ကလေးကမလေးရှားနိုင်ငံသို့တင်းရှောင်ခဲ့တဲ့ဒေါ်သူဆောင်မောင်တို့မိသားစုဝင်9ဦးစလုံးကိုမလေးရှားနိုင်ငံရောက်မြန်မာဒုက္ခသည်တွေဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကတိမှတ်ပြုထားကြောင်းသတင်းထုတ်ပြန်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရွာမှာရိခပို့လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးကြပါတယ်။သခိုင်းတိုင်းမုံရွာမြို့ကျောက်ကရွာမှာတက်ဆွဲထားတဲ့ဆဲအိုးဆုစီရိခပို့ပို့လာတဲ့စစ်ကြောင်းဂျာပြတိုက်ခိုက်ခံရပြီးတော့အဲဒီမှာတေဆုံထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့မုံရွာမြို့နယ်ပြည်သူ့ကားကိုရေးဖွဲ့ပါကဖောက်ကပြောပါတယ်။မုံရွာမြို့နောက်နောက်တိုင်းစစ်တပ်နာချုပ်နာမခနဲ့ဇီဝါရီတက္ကသိုလ်မှာတက်ဆွဲထားတဲ့ဆဲအိုးဆုတို့ပူးပေါင်းပြီး တံပြားကကားနှစီနဲ့ရိခါတင်ကခြေလျင်စကြောင်းအင်အားတရာခန့်နဲ့ရိခါပို့ဖို့စ조사ခဲ့တာလို့သိရပါတယ်။အရေးစကြောင်းကိုအော်တိုဘားလ15ရက်နေ့မနက်10နာရီခွဲမှာထနာဝင်းနဲ့ကြောက်ကကြားမှာတော်လိုင်းကြီးတက်တွေကကြားပြတ်တိုက်ခဲ့တာလို့မုံရွာပကဖကပြောပါတယ်။ဒါပြင်မျိုးနဲ့ဤကက်တဲ့အနေထားဖြစ်လို့အလုံးစုံမချေမုံလိုက်နိုင်မဲအချမ်းဘက်စခါစားတက်ဘက်ကတေဆုံထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်လို့မုံရွာပကပတောင်းဝင်ရှိသူကပြောပါတယ်။ အစိုးရတိုင်းရာရာသူတွေနဲ့တည်ဆုံသူတွေကိုကားနဲ့တင်ပြီးမုံရွာနာမခါတဲ့ပြောင်းဝင်သွားတယ်လို့သိရပါတယ်။အရိတခိုင်မှုအပြီးလက်ရှိချိန်ထိတော့အခြေအနေတွေဟာတင်းငိမ့်နေစေဖြစ်တယ်လို့လည်းဆိုပါတယ်။အရိတခိုင်မှုကိုမုံရွာမြို့နယ်ဘက်ကဖောက်မုံရွာခရိုင်ဘက်ကဖောက်ဒုတက်ခိုင်ရေးအဖွဲ့မုံရွာမြို့နယ်ဘက်ကဖောက်တိုင်းနယ်၁၂34မုံရွာမြို့နယ်ပါလာဖောက်မုံရွာမြို့နယ်ပါလာဖောက်ဒုတက်ခိုင်ရေးအဖွဲ့မုံရွာမြို့နယ်ဘက်ကဖောက်တိုက်ခိုင်ရေးအဖွဲ့ဒိတ်ဒိတ်ကျဲဒေါ်ချွဲကြီးပြောက်ကြားအဖွဲ့ဘလက်ဖလက်ကွန် ဒေသခံရကြည်ပကားပါတို့ပါဝင်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အချမ်းဘတ်စတက်ကိုကူညီပေးတာမရှိဘူးလို့ SSPB ပြောတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနယ်ဒီဘောမျိုးတိုက်ပွဲတွေမှာအချမ်းဘတ်အာနာတိန်စကောင်းစီတက်ကိုရှမ်းပြည်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ရှမ်းပြည်ဒုတ်တက်ရေးပါတီ SSPB SSA က၎င်းတို့အနေနဲ့ကူညီပေးမှုလမ်းကြောင်းဖွင့်ပေးမှုတွေရှိခဲ့တယ်လို့တောင်တက်မတော်တင်းနယ်လေးပြောရေးဆိုခွင့်ရှိသူလွေရည်ဦးရဲ့ပြောကြားချက်ဟာ တပတ်သက်ဆွဆွဲပြောဆိုမှုတာဖြစ်တယ်လို့ SSPP ကဒီကနေ့အော်တိုဘားလ16ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲလိုဆွဆွဲတာဟာမဟုတ်မမှန်ဝါဒသတင်းပြန့်လွှဲမှုဖြစ်ပြီးအစိုးရဆွဆွဲချက်ကိုကန့်ကွက်ရှုံချကြောင်းနဲ့တိုက်ပွဲကြောင်ဒေသခံလူတို့ထိခိုက်နေနာမှုတွေကိုတာဝန်ယူဖြေရှင်းပေးဖို့ဖော်ပြပါတယ်။ဒါပြင် DNL ပြောရေးဆိုခွင့်ရှိသူရဲ့ပြောကြားချက်ဟာ SSPP SSA အပေါ်လူတို့နဲ့တော်လိုင်းအင်အားစုတွေကြားထင်အောင်ထင်မှဖြစ်စေတဲ့ပြင် SSPP SSA ဟာနိုင်ငံရေးအရထုံးနှံ့လိုမှု လူတို့များကြားမှာစီယုံရေးကြဆင်းစေလိုတဲ့ရွေချက်တွေဖြစ်တယ်လို့ SSPB ကထုတ်ပြန်ခဲ့ပြီးအဲဒီလိုနောက်ထပ်မဖြစ်စေဖို့ထိန်းသိမ်းချမှတ်ပေးဖို့ BSLF တင်းနယ်လေးဘက်ကတာဝန်ယူဖြစ်ရှင်းပေးဖို့လိုအပ်တယ်လို့ဖော်ပြပါတယ်။လက်ရှိနောင်ချိုကြောင်မဲ့တေဘောတိုက်ပွဲတွေမှာ SSPB SSA ဟာအကြမ်းဖက်စကောင်းစီ DNL ရောဘယ်ဘက်ကမှဝင်ရောက်ဆော့ပတ်တာမျိုးမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ဒါပြင်စစ်ဘေးတန်းခံရတဲ့စစ်ဘေးရှောင်လူတို့တွေကကူညီဖို့စူးစမ်းတဲ့လူတို့ကဲ့သို့ရေလုပ်ငန်းတွေကိုလှုံ့ဆော်ခဲ့ကြအောင်။ စကားဆနဲ့တင်းနယ်လေးဟာ SSPB SSC ထိန်းချုပ်နယ်မြေတွင်းမှာတိုက်ပွဲတွေပေါ်ဆောင်ပြီးလူထုအသက်အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုတွေကိုဆိုးရွားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့စေတာဖြစ်လို့အဲ့ဒီဆုံးရှုံးမှုတွေအတွက်နှစ်ပတ်တော့တဆိုင်သူအဖွဲ့တွေဟာတာဝန်တည်တည်တာဝန်ယူဖြည့်ရှင်းပေးရမယ်လို့လည်းထုတ်ပြန်ပါတယ်အဆိုပါ SSPB ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးလက်ရှိချိန်ထိတော့ဆက်သွယ်မရသေးပါဘူး DNL ဟာ2023နှစ်ကုန်ပိုင်း10နှစ်ခွန်စင့်ရမှာ အကြံပတ်စကားဆရဲ့မျိုးစနစ်မျိုးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီစစ်စင်ရင်မှာတော့ SSPP အနေနဲ့ပါဝင်ခဲ့တာမရှိဘူးလို့သိရပါတယ်။ဒါပေမဲ့ DNL နဲ့ SSPP ဟာအရင်ကမဟာမိတ်တွေဖြစ်တယ်လို့ရှမ်းမြောက်မှာနှစ်ဖွဲ့ပေါင်းပြီးတော့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေကိုအတူတကွတိုက်ခိုက်ခဲ့တာရှိတယ်လို့သိရပါတယ်။အဲဒီ30ခုစစ်စင်ရေးကာလတည်းမှာတော့ဒီဘောကြောင်မဲ့နိုင်ငံပါဝင်ရှမ်းမြောက်ဒေသတချို့မှာ DNA လေးနဲ့ SSPP ကြားမှာနေမျိုးဆိုင်ရာနဲ့ပတ်သက်ပြီးပြဿနာတချို့ရှိခဲ့ကတိုက်ပွဲတချို့လည်းရှိခဲ့ပါတယ်။၂၀၂၅နှစ်ဟူကာလမှာတော့အကြံပတ်စကားစားက DNA လေးတိမ့်ပိုက်ရာမျိုးရွာတွေကိုထိုးဆစ်ဆင့်နဲ့ဆစ်ဆင့်ရည်တွေပေါ်ဆောင်တဲ့အခါမှာတော့နောင်ချိုအကြောင်းမဲ့ဒီဘောမျိုးတွေကိုစကားစားကပြန်လဲဝင်ရောက်နေရာယူနိုင်ခဲ့ပါတယ်။အလားတူအဲ့ဒီအကြောင်းမဲ့ဒီဘောနယ်တွေမှာလည်း SSPP တပ်တွေရှိနေတယ်လို့သိရပါတယ်။လက်ရှိမှာစကားစားရဲ့ထိုးဆစ်ဆင့်မှုတွင်တိုက်ပွဲဖြစ်တာတွေမရှိတဲ့အခြေအနေမှာ ား SSPP ကစကားဆက်ကိုကူညီပေးတာသူတို့ထိန်ချုပ်တဲ့နယ်မြေမှာဖြတ်တန်းသွားလာခွင့်ပြုတာစားတဲ့သတင်းတွေကအရင်ကတည်းကရှိနေပြီတော့အခု DNL ပြောရေးဆိုခွင့်ရှိသူကမီဒီယာကနေတဆင့်ပြောဆိုမှုအပေါ် SSPP ဘက်ကပြန်လည်ဖြေရှင်းလာတာလည်းဖြစ်ပါတယ်။ဝါရင်ရှန်တော်လန်ရေးတပွဲတစ်ခုဖြစ်တဲ့ SSPP အနေနဲ့အာနာတိန်စကားဆားနဲ့ထိတွေ့ဆက်ဆက်မှုရှိတာအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နှဲပါတဲ့အခြေအနေတွေမှာအခုလိုဝေဖန်မှုတွေကြုံနေရတဲ့ပွဲလည်းဖြစ်ပါတယ်။ ဒါပြင် SSPP နေတူရှန်လန်နဲ့ကင်တက်တခုဖြစ်တဲ့ ACSS ကလည်းလက်ရှိမှာစကားစားနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စကောင်းစီနဲ့ထိတွေ့ဆုံးနွေးနေတဲ့အဖွဲ့လည်းဖြစ်ပါလိမ့်။ရှမ်းမြောက်ရေးလေးလာနေသူတဦးကတော့လက်ရှိစကားစားဟာအခုလောလောဆယ် DNL ကိုထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ရှမ်းမြောက်အခြေစိုက်တက်တွေဖြစ်ကြတယ် DNL SSPP GIA နဲ့ MNDU တို့ကြားညီညွတ်မှုမရှိဘဲအတူတကွစည်ရေးနိုင်ငံရေးပူပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်နောက်ပိုင်းမှာစကားစားရဲ့စည်ရေးဖိအားကို တိုင်းရင်းသားတွေအားလုံးရန်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောဆိုပါတယ်။ SSPB နဲ့တင်းနယ်လေးဟာဝါတာပွဲ YouTube လေးဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဇွန်ဝင်းညီနိုင်ရေးကော်မတီ FPNCC အဖွဲ့ဝင်ဖွဲ့စည်းတယ်လည်းဖြစ်တာကြောင့်မားမိတ်ချင်းချင်းညီညွတ်ရေးကိုတိစောက်ပြီးအကြမ်းဖက်စခါစားကိုတိုက်ခိုက်တင်တယ်လို့ရှမ်းမြောက်ရေးလေးလာသူကပြောပါတယ်။နောက်ထပ်ထပ်မှတက်ဆက်ပေးခြင်းတဲ့တရင်ကတော့တဲဆက်ကိုစိမ့်မချလို့သွားကြည့်တဲ့ပိုင်းရှင်ဖြစ်သူနဲ့အလုံသမားဖြစ်သူနှစ်ဦးအချမ်းဘတ်စကားဆရဲ့စနိုက်ပါနဲ့ပြစ်ခတ်လို့တည်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ကရင်ပြည်နယ်မြောက်ရီခရိုင်မြောက်ရီမြို့နယ်အင်ဂျင်မြိုင်ရွာမှာရှိတဲ့ဒဲဆက်ကိုစိတ်မချလို့တွားရောက်ကြီးတဲ့ပိုင်းရှင်ဖြစ်သူနဲ့လုံသမားဖြစ်သူနှစ်ဦးကိုအကြမ်းဖက်ဆာခါဆာတက်ကစနိုက်ပါနဲ့ဖိကတ်ခံရတဲ့အတွက်တိုက်ဆုံသွားတယ်လို့မြို့ကနေစကားသိရပါတယ်။အဆိုပါဒဲဆက်ပိုင်းရှင်ဟာစစ်ပွဲတွေကြောင့်ထိုင်းဘက်ကနေလာရောက်တင်းရှောင်းနေသူဖြစ်ပြီးသူ့ရဲ့တဲတွေကိုလူတစုကဂျုံနေတယ်လို့သတင်းကြားသိရတာကြောင့်အဲ့ဒီဒဲဆက်ပိုင်းရှင်ဟာထိုင်းဘက်ကနေပြန်ဆင်းလာပြီးတော့အောက်တိုဘာ16ရက်နေ့မှာလုံသမားဖြစ်သူနဲ့အတူအင်ဂျင်မြိုင်ဂျေးဝါဘက်ကိုတွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ အရက16ရက်နေ့ညကသူ့ရဲ့ဒဲဆက်ကိုစိတ်မချဖြစ်ပြီးတော့သွားတာသူများတွေကကြုံနေတယ်ဆိုလို့သူ့ရဲ့ဒဲဆက်ကအင်ဂျင်မြိုင်ကြော်လေးမှာရှိတာပါသူကထိုင်ဘက်ကနေလာတာသူဒဲဆက်ရှိတဲ့ဒီဘက်ကန်းကိုကူးလာတာလို့မြောင်ရင်းနေကန်တယောက်ကပြောပါတယ်အခုလို့ဒဲဆက်ရှိရကိုသွားတယ်လမ်းမှာစကောမရှင်တက်နဲ့ KIA ဖူပုံးတက်တွေထိထိုးတိုက်ပွဲဖြစ်နေတာကြောင့်အင်ဂျင်မြိုင်ဂိတ်ကိုဖြတ်တန်းသွားလာခွင့်ပိတ်ထားတာကို၎င်းတို့ကအတင်းဝင်ရောက်သွားတဲ့တွင်စကောမရှင်တက်ကပြက်ကတ်ခဲ့တာဖြစ်တယ်လို့ဆိုပါမြို့ကန်ကပြောပါတယ် လမ်းကပိတ်ထားတာပါအင်ဂျင်မြိုင်ဂိတ်ကနေစပြီးတော့မဝင်ခိုင်းဘူးအရားကိုသူတို့ကစွတ်သွားတာအရင်မှဟိုက ပြစ်လိုက်တာလမ်းနဲ့တက်နေတိတ်လို့ဒီဘက်ကဒဲဆက်ကိုလာတဲ့ချိန်မှာအပြေးခန့်ရလို့ရေထဲကိုပြန်ဆင်းပြီးဟိုဘက်ကန်းကိုအခုရင်းငုပ်သွားတာသူ့ရဲ့လုံသမားကသူ့တထေးထိတော့အရင်မှအိုက်ကောင်လေးလဲခေါင်းပေါ်နေတော့ခေါင်းကိုဖောက်ဝင်သွားတာလို့ဆိုပါတယ်အစိုးပါစနိုက်ပါပြစ်ခတ်ခံရလို့တစ်ဆုံသွားတဲ့သူတို့နှစ်ယောက်ကိုတော့အော်တိုဘားလာ16ရက်နေ့မှာတချို့ဖို့ပြုတ်လုပ်သွားမယ်လို့သိရပါတယ်ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကလည်း လေကေကောပဲချမ်းမှာစကောမရှင်တက်တဲ့ KNL ပူပေါင်းတက်တဲ့ထီထွတ်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီးအခုချိန်မှာတော့မင်းလက်ပန့်ဘက်မှာထမ်းမှန်ထီထွတ်ဖြစ်ခတ်မှုဖြစ်ပွားနေတာတပတ်ခန့်ရှိပြီလို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာဆဲဟုစုက ပြည်သူများကိုငံမို့အောင်ထားရှိစေခြင်းဖြင့်အညာခန်းစေတဲ့နီလန်းကိုအုံပြုတ်နေတဲ့ပေါ့။နိုင်ငံတကာကလက်ပိုက်ချိမနေသင့်ဘူးလို့တမ်းမကြီးဦးကျော်မုံထွန်းသတိပေးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာဂျမတ်ဆဲဟုစုကပြည်သူများကိုငံမို့အောင်ထားရှိစေခြင်းဖြင့် အញ្ញံခန့်စေတဲ့နီလန်းကိုအုံပြုတ်နေတယ်ပေါ့နိုင်ငံတကာကလက်ပိုက်ကြီးမနေသင့်ဘူးလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကသတိပေးပြောဆိုပါတယ်ယမန်နေ့အော်တိုဘာလ၁၉နေ့ရက်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တယ်ကုလသမဂ္ဂရဲ့လူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုကော်မတီမှာဇာနယ်ရိတ်ကရရှိခွင့်နဲ့ဆက်လျင်ပြီးအပြန်အလှန်ဆုံးနွေးပြောကြားမှုမှာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကယခုလိုပြောဆိုလိုက်တာဖြစ်ပါတယ် လက်ရှိမှာဂျမတ်ဆိုးစုဟာနိုင်ငံတကာနဲ့ပြည်တွင်းပြည်ပအကူအညီများပေးရတဲ့ထောက်ပံ့မှုတွေကိုတားမြစ်ပိတ်ဆို့ခြင်းလူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဟန်တာကန့်သက်ခြင်းနဲ့လေယာဉ်မြေများနဲ့စိုက်ပျိုးရေးတုံးပစ္စည်းကိရိယာများလေးချောင်းတိုက်ခိုက်ဖျက်ဆီးမှုများလက်နက်ကြီးများနဲ့တိုက်ခိုက်မှုများဖြင့်ဖျက်ဆီးခြင်းတို့ကိုလုံဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံမှာစာနယ်ဂိတ်ကရရှိခွင့်ဟာစနစ်တကျပင်ညှင်းပယ်ခံထားရကြောင်းဒါကြောင့်နိုင်ငံတကာတိုက်ဝန်းအနေနဲ့အကြံပတ်ဆဲဟုစုကမြန်မာပြည်သူများကိုငံမောအောင်ထားရှိစေခြင်းဖြင့် အញ្ញမ်းခန့်စေတဲ့နီလန်းကိုအုံပြုတ်နေတယ်ဗောလက်ပိုက်ကြီးမနေတင်ဘူးလို့တမကြီးဦးကျော်မိုးတုံးကတိုက်တွန်းပြောဆိုပါတယ်ဒါပြင်မြန်မာနိုင်ငံမှာဘီသူများရဲ့အသက်အဝေးများအားကေတင်ရန်နဲ့ဒီမိုကရေစီပြန်လည်ထုံကားစေရေးတွေတွာယခုပင်ရေးယူဆောင်ရွက်ရန်တိုက်တွန်းပါကြောင့်မြန်မာနိုင်ငံမှာနေစဉ်ဖြစ်ရိုးဖြစ်စဉ်တပွဲလက်တွေ့မြင်တွေ့နေရတဲ့အခြေအနေဖြစ်ပြီးတော့တရားမဝင်ဆက်အနာတဲမှုကဇေဘွားရေးရန်ရားများကိုလက်နက်တပွဲအုံပြုတ်ပြီးတော့ငမ်းမုံမှုနဲ့ဆင်းရဲမွတ်တေမှုတို့ကိုဖြစ်ပေါ်စေလျက်ရှိကြောင်း 2021ခုနှစ်ဖေဖော်ဝါရီလမတရားဆက်ရနာဒိမှုရဲ့နောက်ဆက်တွဲရလဒ်တွေဟာအလွန်ဆိုးဝါးပြီးဇာနရိတ်ကရရှိခွင့်ဟာလည်းပြိုလဲလျက်ရှိတယ်လို့တမတ်ကြီးကထောက်ပြပါတယ်။2025ခုနှစ်မှာခမန်းချီအဖြစ်လူဦးရေ15တသမ2တန်းခန့်ဟာအရေးပေါ်ဇာနရိတ်ကမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးတော့တုံတသမ5တန်းသောပြည်သူများအနေနဲ့ပြည်တွင်းမှာနေရဆုံးခွာထွက်ပြေးတင်းရှောင်နေရကြောင်းတစ်ချိန်တည်းမှာပင်ဆေးဥစုအနေနဲ့၎င်းတို့ရဲ့အကျိုးစီးပွားကိုသာရှေးရှုတဲ့ corporate အဖွဲ့အစည်းတစ်ခုဖြစ်လဲပတ်နေပြီး နိုင်ငံတော်ရဲ့ဝင်ငွေများကိုလက်နက်ခဲယမ်းများတွက်လွှဲပြောင်းအသုံးချလျက်ရှိကြောင်းဒါပြင်ဇေယုစုကခရိုနီအတန်းဝိုင်းများအားမဖြစ်မနေလိုအပ်တဲ့ဂုံစီပစ္စည်းဝင်ထွက်စစ်ဆေးမှုတွေကိုထိန်းချုပ်ရန်နဲ့ဂုံပစ္စည်းများရှာဖားမှုမှတစဉ်အကျိုးမြတ်ထုံနိုင်ရန်ခွင့်ပြုပေးထားကြောင်းအဲလိုဆိုသွားတဲ့အခြေအနေမျိုးစုပြုံနေတဲ့အနေအထားမှာအမျိုးသမီးများကလေးတငယ်များပြည်တွင်းနေရဆုံးခွာထွက်ပြေးတင်းရှောင်းနေရတဲ့အိမ်အောင်စုများရိန်ဂျာဒုက္ခသည်များမျိုးနေပြည်သူများအားလုံးနေနဲ့ဇာနေကမဖူလုံမှုအာဟာရမပြည့်ဝမှု ျမ်းမာရေးအရေးပေါ်အခြေအနေများနဲ့ဝင်ဝေမလောင်းမှားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေနဲ့ချိန်ဆမှုတွေကိုရင်ဆိုင်နေရတယ်လို့တမတ်ကြီးကထောက်ပြပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာစာနယ်ရေးကရရှိမှုဟာစနစ်တကျပဲငင်းပယ်ခံထားရတာကြောင့်ထိုကဲသို့စစ်တပ်ရဲ့အမျက်ထုတ်မှုပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ရက်ဆက်ကြမ်းကြုတ်မှုများအပိတိုင်ခြုံငင်းရေးတွေတို့ကနိုင်ငံတကာအတိုင်းဝန်နဲ့ဂူလာသမဂ္ဂထံမှာချက်ချင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်ပြီးထိရောက်တဲ့လုံဆောင်ချက်များကိုတောင်းဆိုကြောင်းမြန်မာနိုင်ငံမှာပြည်သူများရဲ့တဝေးများကတိယံနဲ့ ဒီမိုကရေစီပြန်လည်ထောင်ကားစေရေးအတွက်ရည်ရွယ်ဆောင်ရွက်ရန်မြန်မာအမြဲတမ်းကိုယ်စားလှယ်တမကြီးဦးကျော်မိုးတုံးကတိုက်တွန်းတော်ပါတယ်။ဆလတ်ဘီတမတ်တင်ဆက်ပေးခြင်းနဲ့တင်ကတော့ထိုင်းနိုင်ငံတို့လုံနဲ့ပိုးဆောင်ပေးမယ်လို့ဆိုကလူတရားထံကနေဝန်ဆောင်ကဒိန်ထောင်ချီရာယူထားတဲ့ဖွင့်ဖူးအောင်နဲ့နှင်းဦးဝေအေဂျင်စီတို့ကထိုင်းတို့ပိုးဆောင်ပေးခြင်းမရှိတဲ့အပြင်ငွေလဲပြတ်မှတ်ပေးတဲ့တင်ကိုတင်ဆက်ပေးကြပါတယ်။ထိုင်းနိုင်ငံတို့လုံနဲ့ပိုးဆောင်ပေးမယ်လို့ဆိုကလူတရားဦးထံကနေဝန်ဆောင်ကဒိန်ထောင်ချီရာယူထားတဲ့ဖွင့်ဖူးအောင်နဲ့နှင်းဦးဝေအေဂျင်စီတို့က ထိုင်းတို့ပိုးဆောင်ပေးခြင်းမရှိတဲ့ပြင်ငွေလည်းပြတ်မပေးဘူးလို့ဆိုပါခြင်းစီများနဲ့ပြည်ပထွက်ခွာဝန်စ조사နေတဲ့လူငယ်များကပြောဆိုပါတယ်။လက်ရှိထိုင်းနိုင်ငံတို့တွားရောက်လုံလုံနိုင်ရန်တို့ကလူတဝူးလျင်ဝန်ဆောင်ကအနည်းဆုံးငွေကျပ်45တိမှ360တိဆိုပါအေဂျင်စီနှစ်ခုထံပေးချေရကြောင်းစိုးစိုးပေါင်လူငယ်တရာဦးကပွင့်ဖူးအောင်နဲ့နှင်းဦးဝေအေဂျင်စီတို့နဲ့စာချုပ်ချုပ်ဆိုပြီးဝန်ဆောင်ကငွေအပြည့်ပေးသွင်းခဲ့ပေမဲ့လက်ရှိမှာတော့တနည်းကျော်ကြာတဲ့အထိထိုင်းတို့ပို့ဆောင်ပေးခြင်းမရှိကြောင်း အဲ့ဒီ agency နှစ်ခုစလုံးကအကျိုးအကြောင်းရှင်းပြခြင်းမရှိတဲ့ပြင်ငွေလဲပြတ်မှတ်ပေးကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံတို့လှုပ်သွားရောက်လောက်ကရန်ယခုနှစ်ဖေဖော်ဝါရီလအတွင်းကအဲ့ဒီ agency နှစ်ခုနဲ့လူတရာဦးကစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ကြောင်းဒါပေမဲ့ရှင်းလာကြောလာခဲ့ပြီဖြစ်ပြီးလက်ရှိချိန်ထိငွေလဲပြတ်မှတ်ပေးအကြောင်းပြချက်လည်းတစုံတရာမှမပေးကြောင်းသိရပါတယ်။အခုပတ်စံလည်းပြန်မှန်းခြင်းအကျိုးအကြောင်းလည်းမထုတ်ပြန်မဲ့တာဝန်မဲ့နေပါတယ်။ယောက်ျားလေးတွေမို့လို့စိတ်မှုထမ်းကြောင်းဆိုလည်းမပြောလိုဘူး။အခုကမိန်ကလေးတွေပါ။အချိန်နဲ့ရမ်းကြနေတဲ့တော့ အေဂျင်စီဘက်ကအကျိုးချောင်းလေးအတိပေးစေခြင်းုံမှာအခုကသူတို့ကဘာမှတာဝယ်မရှိသလိုနှုတ်ပိတ်နေကြတာလို့အဲ့ဒီအေဂျင်စီနဲ့ထိုင်းကိုသွားရောက်ရန်ပြင်ဆင်နေတဲ့လုပ်ငန်းတဦးကရှင်းပြပါတယ်ထိုင်းနိုင်ငံကိုသွားရောက်ရန်တော့ပွင့်ဖူးအောင်အေဂျင်စီရောင်းရှိတဲ့မြောက်တကုံဂျမားရီမှတ်တိုင်54ရက်ကွက်အတွင်းမှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးအဲ့ဒီစာချုပ်ချုပ်ဆိုတဲ့အချိန်မှာပွင့်ဖူးအောင်အေဂျင်စီနဲ့50ဦးဝန်းကျင်နေဦးဝေအေဂျင်စီနဲ့50ဝန်းကျင်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်ပွင့်ဖူးအောင်ကသူ့မှာခေါ်စာမကြလို့ နင်းဝေဦးမှခေါ်စားချပြီးလူနှဲနေတယ်ဆိုပြီးခွဲစကြုံချုပ်ခိုင်းတာပါ။ပွင့်ဖိုးအောင်ပိုင်ရှင်ကဒေါ်မြတ်ဟေမန်လင်းသူတို့တွေကလက်တွဲလုံးနေကြမှုယုံကြည်စိတ်ချရပါတယ်လို့ပြောပြီးစာချုပ်ချုပ်ခိုင်းတာပါ။အခုကပြပမထွက်ရပဲအကျွေးတွေဒိုးတွေနဲ့စောင်းနေရတာမှုတခုခုသိကျင်နေရပါ။သူတို့ချင်းစီတွေလိုင်းစင်ကုံသွားလို့လားမျောလင်းချက်ရှိသေးလားအကျိုးသိရင်ကြောင်းတဲ့ထုတ်ပြန်စီကျင်တာလို့နေဝေအချင်းစီနဲ့စာချုပ်ချုပ်ဆိုသူတဦးကပြောပါတယ်။လက်ရှိမှာထိုင်းနိုင်ငံတို့တရားမဝင်နယ်စပ်ဖြတ်ကျော်တွားရောက်နေကြတဲ့လူငယ်နေစဉ်ရာပေါင်းများစွာရှိနေပြီး တချို့ကလည်းထိုင်းဘက်အရောက်ဖမ်းခံရမှုတွေစတိုက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မုံရမျိုးနဲ့ကြောက်ကလမ်းမပေါ်မှာစစ်ကြောင်းကိုတိုက်ခိုက်မှုစတက်ဘက်ကထိခိုက်သေဆုံးမှုများပြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းမုံရမျိုးနဲ့ကြောက်ကလမ်းပေါ်မှာအချမ်းဘက်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာအချမ်းဘက်စစ်သားအများပြားထိခိုက်သေဆုံးမှုရှိပြီးတော့ထိခိုက်သေဆုံးသူတွေကိုတံပြားကကားနဲ့တဲဆောင်သွားတယ်လို့မုံရမျိုးနဲ့ပြည်သူ့ကားကိုရေးဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘားလ15ရက်နေ့မနက်9:30မိနစ်ချိန်မုံရွာမြို့နယ်စီးပွားရေးတက္ကသိုလ်မှာတက်ဆွဲထားတဲ့ခြေလျင်အကြံဘက်စစ်သားများတရာကန့်ဟာတံပြာကကနှစိနဲ့ကြောက်ကလမ်းမပေါ်မှာရှိတဲ့ရွှေကူနီဖျားမှာတက်ဆွဲထားတဲ့စစ်သားများထံသို့ရိခါပို့ရန်ထွက်လာခဲ့ကြောင်းအိုင်လိုထွက်လာတဲ့ဂျမ်ဘတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းအင်အားစုများကမုံရွာကျောက်ကလမ်းမပေါ်ထဏဝင်းကျေးဝါနဲ့ကျောက်ကကျေးဝါရောက်မနက်09:30မိနစ်မှာစပီးတက်ခတ်ခဲ့ရမှာအပြန်အလှန်ပြက်ကတ်တိုက်ပွဲတနအိခန့်ကြာမြင့်ခဲ့ပြီးဂျမ်ဘတ်စစ်တပ်အများအပြားထိခိုက်သေဆုံးက မောင်ရမျိုးပတ်တို့တံပြားကကားများနဲ့တည်ဆောင်သွားတယ်လို့သိရပါတယ်။အခုဒီထွေးတိုက်ပွဲကတနအေဝင်းကျင်လောက်ကြာတယ်။ထိခိုက်သေးဆုံးတဲ့သူတွေကိုတံပြားကကားတွေနဲ့ပြန်တင်သွားတာ။အရေးတော်ကတော့ဒီပြုလို့မရဘူး။တံပြားကကနစည်းကအရင် တက်လာတာ။နောက်ကနေမှခြေလျင်စစ်သားအင်အားတရာလောက်ကတ်လိုက်လာတာ။ကားတွေကိုမတိုက်ပဲနဲ့နောက်ကခြေလျင်စစ်ကြောင်းကိုပဲဖြတ်တိုက်တာ။ထိခိုက်သေးဆုံးတဲ့စစ်ကွေးတွေကိုမောင်ရမျိုးကိုပြန်တဲသွားတယ်လို့ယူဆရတယ်။ရေခါတွေကတော့ရွှေကူနေထိရောက်သွားပါတယ်လို့မောင်ရမြို့နယ်ဘူးကွယ်ရေးဖွဲ့ကပြောပါတယ် ဆိုပါတကိုင်းမှုကိုမုံရမြို့နယ်ဘက်ကပေါက်မုံရခရိုင်ဘက်ကပေါက်ဒုတက်ကရေပွင့်မုံရမြို့နယ်ဘက်ကပေါက်တိုင်းနယ်နှစ်၃လေးမုံရမြို့နယ်ဘက်ကပေါက်မုံရမြို့နယ်ဘက်ကပေါက်ဒုတက်ကရေပွဲ့မုံရမြို့နယ်ဘက်ကပေါက်တိုက်ခိုက်ရေးပွဲဒိတ်ဒိတ်ကျဲဒေါ်ကျော်ကြီးပြောက်ကြပွဲ့ Black Flagon LDF နဲ့ဒေသခံရဲကြီးဘက်ကပေါက်များကပူးပေါင်းတိုက်ခိုက်ကြတာဖြစ်ပြီးဗီဒူကွယ်ရေးတပွဲဝင်တွေထိခိုက်မရှိအောင်မြန်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးထိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြရင်ပြပါသတင်း ော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။